Hello guys ဒီနေ့မှာတော့ဒီပြရီလူဝေးအင်ဂျင်ကြီးရဲ့ PHG တင်ကို technical နဲ့ analysis တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါရဲ့ဗျ။ PHG တင်ကတကတော့ individual star တွေကိုဒါကစားခဲ့ရတဲ့အသင်းဖြစ်ခဲ့ပေမဲ့လူဝေးအင်ဂျင်ရောက်လာရင်နောက်ပိုင်းမှာ PHG တင်ရဲ့ဘောလုံး entity ကလည်းနံပါတ်ကြီးကစားသမားတွေကိုပြီးခိုးရဲတင်းဖို့တော့ပဲနေနီးစနစ်တွေ structure ကိုအခြေခံလာပြီးတော့ modern play style တခုဖြစ်လာပါတယ်။ဒီ low energy ရဲ့တနည်းငယ်မှာတူဦးတဲ့ရဲ့ရေချင်းတွေကိုအားထားပြီးတော့ စင်တန်မရှိတဲ့တင်မဟုတ်တော့ဘဲနဲ့ကစားသမား၁၁ယောက်လုံးဟာသူတို့ရဲ့နေရာမှာတူးချင်းစီလှုပ်ဆောင်ရမယ့်တာဝန်တွေကိုဒါအဓိကထားပြီးကစားတဲ့ modern play style မျိုးတွေ့ရမှာပါဒီအကြောင်းတွေမပြောခင်မှာ position player တွေဘာလို့ရေးကြီးလဲဆိုရင်ဥပမာဗျာ မစီရှိတယ်နေမာရှိတယ်ဗီတီယာရှိရဆိုရင်နိုင်ရမပါညာထားပေါ့ဗျာပြီးတော့ star system နေနဲ့ player billion ပေါ်တာမူတည်ပြီးတော့ဖွဲ့ရလဲကိုပြောင်းလဲပေးနိုင်တာမျိုးတွေကိုပြောတာပါဒါဆိုလူဝိညာဉ်ကြီးရဲ့ပြည့်ချစ်တဲ့ကိုပဲပြန်သွားကြရအောင် ပထမဆုံးမော်ရယ်နီးစနစ်တွေဆိုတာနေရာမန်ရူမန်ပတ်တယ်မမန်ကစားရပြီးတော့တယောက်ချင်းစီရဲ့ business making ကို sister ရဲ့မှာ fashion ဆိုရဲလှုပ်ဆောင်ချက်တင်နဲ့ပေါင်းဆက်ပြီးတော့တိဆောက်ထားတဲ့ formation ဖြစ်ပါတယ် position player တွေပြောင်းလဲလာဖို့ကဒီနေရာမှာအရေးကြီးနေပါတယ် star တွေကိုအားမကိုတော့ပဲနဲ့ဥပမာ16နှစ်ရွယ်ကစားသမားလေး Emery ကို Rice SP မှာအတွင်းမှအပြည့်အသုံးပြုပြီးတော့တကယ်လဲဘလော့တွေရာနေပြီးတော့ဆွတ် overland တွေ run တွေရဖို့ဖန်တီးပေးနိုင်ခဲ့ပါတယ် ဒီမော်ဒယ်နီးစနစ်တွေကိုပြီးခဲ့တဲ့ရာသီကလေဗာကူစင်တင်းနဲ့မက်ဆီဒီတင်းတို့ကလည်းစတားတွေကိုအားမကိုးတော့ပဲနဲ့စစ်တန်ဗီဒီတင်းတွေကိုတိဆောက်လာကြပြီးတော့2024 2025ရာသီမှာမော်ဒန်တီကယ်နီးစနစ်တွေကိုအောင်မြင်စွာပြသနိုင်ခဲ့ပါတယ်။လူဝင်အင်ဒီကေဥဆောင်တဲ့ PSG တင်းတွေအရေးကြီးဆုံးနီးစနစ်က hybridizing ဖြစ်ပြီးတော့ဒီနီးစနစ်မှာ opposite player တွေနဲ့လက်တွဲကစားပြီး VTF player တိုင်းနဲ့ပွဲကိုစတင်ကစားစီပါတယ်။ Idea Blaze Dye ကိုကျွန်တော်ရှေ့ဗီဒီယိုမှာရှင်းပြပေးထားပြီးတော့အလွယ်ဆုံးပြောရရင်ဂိုးသမားကနေမှနောက်တက်နောက်တန်းကနေမှဖူဖက်ဖူဖက်ကနေမှတိုက်စစ် or Midfield Player တွေကနေပြီးတော့ဘောလုံးကိုစတင်ကစားတဲ့နီးစနစ်တွေဖြစ်ပါတယ်။ဒီနီးစနစ်ကို PSG အသင်းကဘယ်လိုသုံးလဲကျွန်တော်ပြောပြပေးပါမယ်။အဓိကဒီမှာလဲဖူဖက် Player တွေကအရေးကြီးရပါ။ဖူဖက် Player Impact မှာဥပမာမိပြားက Foundation 433စတန်ထဲမှာကစားတယ်ဆိုပါဆို့ ဖူဘက်ပလေယာများဖြစ်ကြတဲ့ဟာဂိမီနဲ့နူနိုတို့ဟာဗတ်တီးယားပလေးစတိုင်တွေကနေမှတဆင်တော်လိုင်းပေါ်မှာမနေဘဲနဲ့ကွင်းလယ်စန်တာစပေတဲ့ကိုဝင်စားရမျိုးဆိုလိုတာပါဖူဘက်ပလေယာတယောက်နဲ့တယောက်ပြောင်းပြန်ဖြစ်ချိန်မှာသက်ဆိုင်ရာမီတဖီကွင်းလယ်ကစားသမားတွေရဲ့နေရာမှာတွားပြီးတော့ထိုက်ကီစပေးတွေကိုဖန်ပြီးပါတယ် ခန်းစည်းကစားသမားရဲ့ဟင်ဘက်ပလီယာဖူးဘက်ပလီယာတယောက်ရဲ့ကွင်းလေကစားသမားတွေရဲ့ရှော့ပတ်စင်တွေနဲ့ခန်းစင်ကစားသမားတွေကဘသူ့ကိုပေးရမလဲဆုံးဖြတ်ပြီးတော့တိုက်ကားပတ်စင်တွေကိုလည်းဖန်တီးနိုင်ခဲ့ပါတယ်ဖူးဘက်ပလီယာတွေဟာအန်ဒါရန်နဲ့အခြားအတန်းကင်းချန်နယ်တွေကိုဖွင့်ပေးပြီးတော့ဒီမှာ VS strategy ကိုကြီးကြီးမားမားတည်ဆောက်နိုင်ခဲ့ပြီး Sander Space Overload နဲ့ Midfield Control တွေဟာကွင်းလေကစားသမားတွေအများကြီးပုံမြင့်လာတွေ့ရပြီးတော့ ဝိုင်းနာပတ်စင်တွေကိုလည်းရလာကအန်ဒါလန်တွေဖြင့်ချက်ခီယူရှင်တတော်များများကိုဒါကြောင့် PSG တင်းရရနေရဖြစ်ပါတယ်လူဝိအင်ဂျီကပွဲတစ်ပွဲကိုဘလို့ထင်းချုပ်လေသိဖို့ဒီနေရာမှာ high passing တွေအရေးကြီးပါတယ်ဒီမှာ high passing တွေကိုဆွဲယူပြီးတော့ position attention တွေကိုအဓိကထိန်းဆုံးမှာထားတဲ့ technique နည်းစနစ်ဖြစ်ပါတယ် 2024 2025ချန်ပီယံလီဖလားမှာလေ PSG အသင်းရဲ့ Boss Saturation က Passion ချိန်6ဘလက်ထိရှိခဲ့ပြီးတော့ Shop Bar Game မှာလည်း20နဲ့ထက်ရှိခဲ့ပါတယ်။ဒီ Final တားဆုံတဲမှာလည်း Passion 10 Over တွေက10.5ထိရှိခဲ့ပြီးတော့ Game Show Anti 10 Over တွေကလည်း2.5ထိဆွဆောင်ထားနိုင်ခဲ့တာတွေ့ရပါတယ်။ လူဝိအင်ကြီးကပြည့်ကြည်တင်းကိုအများကြီးပြောင်းလဲပေးခဲ့ပြီးပြည့်ကြည်တင်းကလည်း Noah Historical အောက်ဆိုတဲ့စိတ်သက်ဖြင့်ပြပြေဆုံးတဲ့တင်းကိုပြန်လည်တည်ထောင်နိုင်ခဲ့ပြီးတော့နာမည်ကြီးစတားတွေကိုအားကိုးတဲ့ဘဝကနေလွတ်မြောက်နိုင်ခဲ့ပါတယ်။အသင်းမှာနာမည်ကြီးကစားသမားတွေပေါ်အားမကိုတော့ပဲ player discussion နဲ့ clear rule တွေစီကိုဒါလေးထားပြီးတော့ PSG အသင်းက Unified Passing System ကိုတိစောက်ထားပါတယ်။ PSG အသင်းက Star Power တဲ့ System Based Football ကိုဦးစားပေးပြီး ယူနေဝိုင်းပန်စင်နဲ့တက်နီကယ်ဟော်ကီရှင်ဆိုတဲ့ပေါင်းစည်းမှုပေါ်တွင် ရရတီတင်တိဆောက်လာနိုင်တဲ့လူဝိအင်ဒီကေရဲ့စတက်ဂျီမှာမော်ဒန်ပလေးအင်တတီကိုလူသိများအောင်လုံဆောင်နိုင်ခဲ့ပြီးတော့ချန်ပီယံလီးမာရောဖီလင်းဖလားတွေပါစုကူးနိုင်ခဲ့ပါတယ်။ကူးကြီးနေတဲ့မိတ်ဆွေတွေရောဘယ်လိုမြင်လဲ။ကောဘတ်မှာဝင်ရောက်မှတ်ချက်ပြုခဲ့လို့ရပါတယ်ဗျာ။ နော်တို့ရဲ့နေတိုင်းအဝင်းနေတဲ့ special tweet တွေကိုလည်းလာရောက်အားပေးလို့ရတဲ့အပြင် Viber နံပါတ် plan 9996956926ကိုလည်းဆက်သွယ်လို့ရပြီ Telegram channel ကို YouTube VIO မှာ link ထည့်ပေးထားပါရဲ့ဗျအားလုံးပဲကြားမှာချမ်းသာကြပါစေဗျ